မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးတရုတ်၏ဂျာဝင်ညီနိုင်မှုဖြင့်မိုးကုန်းနှင့်မိုးမင်းမြို့များမှ TNL တပ်များဆုတ်ခွာရန်သဘောတူညီပြီးစစ်တပ်နှင့်အပြစ်ခက်ရေးစေးသဘောတူညီလက်မှတ်ရေးထိုးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် TNL ကတင်ပိုက်ထားသောမိုးကုတ်နဲ့မိုးမိတ်မြို့များမှာဆုတ်ခွာရန်သဘောတူညီလိုက်ပြီးစစ်တပ်နဲ့ပြစ်ကတ်ရဲစေးသဘောတူညီလက်မဲ့ရေးထိုးလိုက်ကြောင်းယနေ့ TNL ကထုတ်ပြန်ပါတယ်။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSN နဲ့ TNL မှဒုတိယဗိုလ်ချုပ်ကြီးတန်းကျုပ်ကြောင့်ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့နဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဆောင်နဲ့ NSBNC ကိုယ်စားလှယ်အဖွဲ့တို့ကတရုတ်နိုင်ငံအထူးကိုယ်စားလှယ်မစ္စတာတိန့်ရှိကျွင်း၏ကျောင်းဝင်ညှိနှိုင်းမှုဖြင့်ကိုယ်ချိန်များတွဲဆုံဆွေးနွေးပွဲကိုတရုတ်နိုင်ငံကုမင်းမြို့တွင်2025ခုနှစ်အောက်တိုဘာလ29ရက်နေ့တွင်အောက်တိုဘာလ28ရက်နေ့တို့မှပြုလုပ်ခဲ့ကြောင်းသိရပါသည် ထရုတ်နိုင်ငံအထူးကိုယ်စားလှယ်ကြီးဂျောင်းဝင်းစစ်စစ်ညှိနှိုင်းမှုကြောင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နိုင်ခဲ့ပြီးသဘောတူသတ်မှတ်ထားတဲ့ကာလအတွင်းမိုးကုန်းနဲ့မိုးမိတ်မြို့နယ်တို့မှ TNL တပ်များပြန်လည်ဆုတ်ခွာမည်ဖြစ်ကြောင်းသိရှိရပါတယ်။ TNL ၏တန်းဒေသကိုလည်းမြန်မာစစ်တပ်မှလေရင်ဖြင့်ပုံကျဲခြင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများမပြုဘဲ2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ မနက်ပိုင်းအချိန်မှစတင်ပြီးနှစ်ဖက်ရောက်ရှိသည့်နေရာမှာတပ်များရက်တန့်ကအပြန်လည်အပြစ်ခဲရစဲရေးအတွက်သဘောတူညီချက်လက်မဲ့ရေးထိုးခဲ့ကြောင်း TNL ကထုတ်ပြန်ပါတယ်။တိတုံညာနေ့ကိုစစ်ဆင်ရေးအတွက် TNL ကမိုးကုတ်တီပဲကြောင့်မိုးကုတ်တီဘောကြောင့်ပဲ နောင်ချိုမိုင်းလုံးမိုင်းငေါမိုးမိတ်နမ်ဆန်မန်တုံကုတ်ခိုင်နမ်ခန်နမ်တူမျိုးများကိုသိမ့်ပိုက်ရရှိခဲ့ပြီးစစ်တပ်ကကြောင်းမဲနောင်ချိုတီဘောကိုပြန်လည်တိုက်ခိုက်သိမ့်ပိုက်ခဲ့ပါတယ်ထို့ပြင် TNL ကမိုးကုန်းနဲ့မိုးမိတ်မျိုးများကိုပါထပ်မံဆွန့်လွှတ်မည်ဖြစ်သောကြောင့်မိုင်းလုံးမိုင်းငေါနမ်ဆန်မန်တုံကုတ်ခိုင်နမ်ခန်နဲ့နမ်တူမျိုးများသာ TNL လက်ထဲမှာကြန့်ရှိတော်မည်ဖြစ်ကြောင်းသိရပါတယ် ဆက်လက်တည်ဆက်ပေးမယ့်သတင်းကတော့ရွှေဘုံမြို့နယ်တွင်စင်ကူးမြို့တို့ကိုဆက်သွဲထားတဲ့ရတနာတိန်ခတရာမိုင်းခွဲခံရမှုကြောင့်ပြိုကျပျက်စီးစစ်တပ်ကတော်လန်ရေးတပ်များ၏လက်ချက်ဟုဆွဆွဲတဲ့အကြောင်းကိုတည်ဆက်ပေးပါမယ်။ကြိုင်တိုင်းရွှေဘုံမြို့နယ်ကြောင်မြောင်းမြို့နယ်မန္တလေးတိုင်းစင်ကူးမြို့တို့ကိုဆက်သွဲထားသောရန်နာတင်ခတရာမှာမိုင်းခွဲခံရမှုကြောင့်ပြိုကျပျက်စီးသွားပြီးစစ်တပ်ကဒေါ်လန်ရေးတပ်ဖွဲ့များ၏လက်ချက်ဟုဆွဆွဲထားပါသည်။ယနေ့အောက်တိုဘာ29ရက်မနက်6:30မိနစ်အချိန်ရန်နာတင်ခတရာမိုင်းခွဲခံရမှုကြောင့် တရားဤအခန်းနှခန်ချိုးကြပျက်စီးခဲ့ကြောင်းအစိုးရမိုင်းခွဲမှုကြောင့်အေယဝရီတရားရတနာသိန်းက RP4 RP5 တရားတန်ပေါင်း132မီတာ RP6 RP7 တရားတန်ပေါင်း132မီတာနှစ်ခန်းမန္တလေးတိုင်းဒေသကြီးစင်ကူးဘက်ချမ်းမှာကျိုးကြပြက်စီသွားကြောင်းသိရှိရပါတယ်။တရားမိုင်းခွဲခံရတာကမှန်ပါတယ်။အဲ့ဒီလမ်းနဲ့တရားကိုလုံခြုံရေးယူထားတာကတရားတစ်ဖက်မှာကစစ်တပ်ကအထိုင်ချထားတော့ကိစ္စမရှိပဲတော်ယုံသိပ်မသွားကြဘူး။စင်ကူးဘက်ကိုရွှေဘူကနေစစ်ကြောင်းတွေလာရင်တော့တရားကဖြတ်လာတာကတော့တောက်လျှောက်ပဲတရားကျိုးကြသွားတာကတော့ဟုတ်တယ်။လမ်းပန်းဆက်သွယ်ရေးကတော့ခံမှာပါဟုဒေသပြည်သူတို့ကပြောဆိုပါတယ်။ ရတနာသိန်းက တော်လိုင်းရေးတက်များကိုဆက်သွယ်၍တရားကြိုးကြမှုနှင့်ပတ်သက်ပြီးမေးမြန်းရာမှာလက်တလောတရားကြိုးကြသွားသည်ကိုသိရှိတော်လဲမြို့တို့မြို့ပုံဖြစ်ပျက်သည်ကိုမသိရှိရသေးကြောင်းပြောဆိုပါရယ်အဆိုပါတရားမှာအီယာရီမြေကူးတရားကြီးဖြစ်ပြီးတမရဟောင်းသိန်းစိန်ဆိုရလက်ထက်မှာတိဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီးယင်းတရားကို2010ခုနှစ် AB 16ရက်မှာစတင်၍ဆောက်လုပ်ခဲ့ပြီး2013ခုနှစ်မေလ19ရက်မှာတန်ပေါင်း6ခန်းတက်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီးစီခဲ့ကြောင်းတရားကြီးမှာနှစ်လန်းသောကားလန်းတရားဖြစ်ပြီးတရားပေါ်တွင်အကျဉ်း 28ပေရှိနှစ်လန်းသောကားလမ်းနှင့်တစ်ဖက်လျင်3ပေစီရှိသည့်လူသွားလမ်းများရှိကြောင်းပင်မတရားရှိ2218ပေရွှေဘုဘကံချင်းကတရားရှိ66ပေနှင့်စင်ကူးဘချံချင်းကတရားရှိ196ပေရှိပြီးစုစုပေါင်းတရားရှိမှပေ2480ရှိသောတန်ကူကွန်ကရစ်လွန်တူပိုက်တိုက်အုံမြင့်နှင့်တန်ကူကွန်ကရစ်တိုက်ကိုယ်ရေမျိုးစားဖြစ်သော တရအပေါ်ထဲမှာတံမဏိတံပေါင်းနဲ့တံခိုးကွန်ကရစ်ကြမ်းခင်းဖြစ်ကြောင်းသိရှိရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်အကြောင်းကတော့ဘယ်သူမှလက်မခံနိုင်တော့မယ့်တကယ်ကိုတေချာသွားခဲ့ပြီဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ မိမိကိုမိမိစိတ်ကြီးဝင်နေကြသောစိတ်ဘိုလ်ချုပ်များကသူတို့အားလုံးပေါင်း၍ထွက်လာသောအသိဉာဏ်ဖြင့်လက်ရှိအခြေတည်ကြီးမှယုံထွက်နိုင်မည်ဆိုကစီမံလာကြသည့်မင်းအောင်လိုင်၏ရွေးကောက်ပွဲဆိုသည်ကသူကိုယ်တိုင်တမနာဖြင့်တင်းမြောက်ခံရရင်းနှင့်စေယုတ်ချုပ်၏ခိုင်မြဲသည့်ထက်ခိုင်မြဲရန်ကြံဆောင်နိုင်ဖို့ဆိုသည်ကိုနိုင်ငံတကာအသိုက်အဝန်းသည်ကောင်းစွာနားလည်သဘောပေါက်လာခဲ့ပြီဖြစ်ပါသည်။ကွာလာလမ်ပူတွင်ကျင်းပနေသောအာဆီယံထိပ်သီးအစည်းအဝေးဘေးထွက်ဆွေးနွေးမှုများပြုလုပ်ရန်ရောက်ရှိနေသောကုလသွေးမှုချုပ်အန်တိုနီယိုဂူတာရက်စ်မှသတင်းစာရှင်း င်းပွဲတွင်ယခုလိုပြောဆိုသွားခဲ့ပါသည် 2021စစ်တပ်အာဏာသိမ်းမှုတွင်နိုင်ငံအပေါ်ကျမစိုးများတစ်ခုပြီးတစ်ခုကြောက်ရွံ့စေခဲ့သည်သာမကဒေတာရင်းတည်ငြိမ်ရေးကိုပါချင်းချောင်လာနေပါသည်။နေပြည်တော်ရှိဆေးဥစုနေဖြင့်2021မှာဆက်၍54တန်းသောပြည်သူများအပေါ်တက်ရောက်စေခဲ့သည့်စိတ်မချမ်းမြေဖွယ်ရာအကြမ်းဖက်နေမှုများကိုအဆုံးသတ်ရမည်။ပြည်သူများရွေးချယ်တင်မြှောက်ထားသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကိုဖြုတ်ချပြီးခေါင်းဆောင်များဖြစ်သည့်နိုင်ငံတော်အတိုင်ပင်ခံဒေါက်အောင်ဆန်းစုကြည်၊သမရဦးဝင်းမြင့်တို့ကိုထောင်သွင်းအကျဉ်းချခံရသည့်အဖြစ်မှယုံကြည်စိတ် ချရသည့်အရက်သားအုပ်ချုပ်မှုလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရန်နီးလန်းရှာဖို့လိုသည့်ကုလသမဂ္ဂသည်အောက်စီယံ၏အချက်၅ချက်ကိုထောက်ခံကြောင်းစေယုစုနေဖြင့်အကူအညီများလိုအပ်နေသည့်ပြည်သူ၂၂တန်းဝိုးရင်စွန်ကထွက်ပြေးနေကြရတဲ့တုံးထက်သမ၅တန်းသောလူလူအတွက်လူသားချင်းစာနာထောက်ထားစွာဖြင့်လက်တလုံးကူညီပံ့ပိုးမှုများပြုလုပ်ပေးရန်တိုက်တွန်းသွားခဲ့ပါသည် ထင်ရွေးကောက်ပွဲဟာလွတ်လပ်ပြီးမျှတမှုရှိလိမ့်မယ်လို့ဘယ်သူမှယုံကြည်မှာမဟုတ်တဲ့အပြင်နိုင်ငံအတွက်အပြည့်တစ်ခုရရှိလိမ့်မယ်လို့လည်းထင်ထားကြမှာမဟုတ်ဘူးဟုဂူတာရက်ကဆက်လက်ပြောကြရမှာနိုင်ငံတွင်ဖြစ်ပျက်နေမှုများအတွေ့တုံလုံးချောက်ချားမိကြောင်းကျွန်တော်တို့အားလုံးမြန်မာပြည်သူတွေမျှော်လင့်တောင်းတနေတဲ့ပေးနိုင်အောင်အာဆီယံနဲ့ဒူလက်တွဲလှုပ်သွားကြပါစို့ဟုပြောခဲ့ပါတယ်။ကုလအတွင်းမှုချုပ်ကကန်းကုံအောင်ပြောသွားခဲ့ခြင်းလည်းဖြစ်ပါတယ်။အာဆီယံ တန်တမဲတိုင်ဝေါ်မှဆေးဥစု၏ရွေးကောက်ပွဲသို့အာဆီယံအနေဖြင့်လိလာဆောင်ကြည့်ရန်အဖွဲ့ဆိတ်လွတ်မည်မဟုတ်ဟုအတိပြုပြောဆိုခဲ့ပါသည်။ထို့သောအဖွဲ့ဝင်နိုင်ငံများအနေဖြင့်ကိုယ်တော်နှင့်ကိုယ်ဆိတ်လွတ်နိုင်သည်ဟုလည်းဆိုပါသည်။အာဆီယံကိုစားပြုဆိတ်လွတ်ရန်အဖွဲ့ဝင်နိုင်ငံများကြားသဘောထားကွဲလွဲခဲ့ကြသည်ဟုသိရပါသည်။အဖွဲ့ဝင်ဆက်တနိုင်ငံဖြစ်လာသည့်အာဆီယံကောင်ဆောင်များအစည်းအဝေးမှမြန်မာနိုင်ငံတွင်ပြည်ပခများကိုလွန်စွာဆိုးရိမ်မကင်းဖြစ်ရကြောင်းနှင့်ငြိမ်းချမ်းရေးရရှိဖို့တည်တည်တတ်တာတိုးတက်မှုများမတွေ့ခဲ့ရဟုထုတ်ဖော်ပြောဆိုခဲ့ကြသည်ဟုချင်း ညာချက်တွင်ပါရှိလာပါသည်ရေကောက်ဝဲမလုံးမီအကြမ်းဖက်မှုများရပ်တန့်ပြီးနိုင်ငံရေးဆွေးနွေးပွဲများစတင်ရန်လိုအပ်သည်ဟုလည်းထက်လောင်းပြောဆိုသွားပါသည်လလပီတရားမြတ်တာသည့်ရေကောက်ပွဲဖြစ်လာနိုင်သည့်အထောက်အထားများလည်းမတွေ့ရဟုဆိုပါရင် EU အဖွဲ့ဝင်နိုင်ငံများကမ္ဘာတဝန်းရှိလူခွင့်ရေးအဖွဲ့များအားလုံးကဝိုင်းဝန်းရှုံချထားပြီးဖြစ်ပါရင်အဖွဲ့ဝင်အသေးဖြစ်လာသော အရှိတီမောတမရာ ဟော်စိန်ရာမို့စ်ဟော်တာကအာဆီယံအတွက်ရှီတိုရှီမတိုနောက်မဆုတ်ဖြစ်ပြီးကောင်းခဲနေရတဲ့မြန်မာပြည်ထနာကိုမိမိကိုယ်တိုင်ချားဝင်ပြီးဖြည့်ဆင်းပေးလိုကြောင်းကန့်လန့်လာခဲ့ပါတယ်။မိမိနိုင်ငံသည်တရုတ်နှင့်သာမကအမေရိကန်၊ဩစတြေးလျအနောက်နိုင်ငံများနှင့်နီးနီးကဲကဲဆက်ဆံမှုများရှိနေ၍ဖြစ်သည်ဟု AP သတင်းဌာနနှင့်အင်တာဗျူးမှာပြောဆိုသွားခဲ့ခြင်းဖြစ်ပါသည်။ရုရှားနှင့်တရုတ်တို့ကသာ၎င်းတို့၏တပည့်တပန်းကြီးဖြစ်ပြောင်းကြကြခံယူလာသောစေယုတ်စုအခြေခံလာနိုးဟုသောမျှော်လင့်ချက်ဖြင့်ထောက်ခံပံ့ပိုးပေးနေခြင်းဖြစ်ပါသည်။ ညီသူမဆိုမိမိတို့အာနာရှင်ဂိုင်းဝင်ဖြစ်လာသူကိုမျက်နှာလွဲခဲ့ဖြစ်လှုပ်ကြသည်မဟုတ်ပါဘူး။အိန္ဒိယနှင့်ထိုင်းတို့ကလည်း၎င်းတို့အစဉ်ပြေသွားလျင်မခက်ချေလို့ဆိုကအောက်ကြီးနှင့်လောင်းကြီးလောင်းနေကြခြင်းသာဖြစ်ပါရယ်။နိုင်ငံကိုတည်တည်တတ်တာတည်ငြိမ်မှုရရှိစေနိုင်မည်တခုတည်းသောနည်းလမ်းသည်ရွေးဥဒေါ်လာရေးနှင့်တူပေါက်ဖွားလာခဲ့သော Federal Democracy အုပ်ချုပ်ရေးပင်ဖြစ်ပါရယ်။ဒေါ်လာရေးအင်အားစုများချပြခဲ့သော ဖက်ဒရယ်လမ်းစဉ်သည်လူထုတရက်လုံးကိုစီယုံနိုင်ခဲ့ပြီဖြစ်ပါတယ်။ထိုဤမှန်းချက်ကြီးအောင်မြင်ရေးအတွက်ဆင်ယနာရှင်စနစ်ကိုမောက်လံပြင်းရန်အသက်ပေး၍တိုက်ပွဲဝင်နေကြပြီဖြစ်ပါတယ်။အထူးကဒီကဒေါ်လန်မဖြစ်မီဆိုသောစိတ်ဓာတ်ပင်ဖြစ်ပါတယ်။ထိုစိတ်ဓာတ်တစ်ခုတည်းနဲ့ပင်ထောင်ပေါင်းများစွာသောလူထုကြီးသည်လက်နက်ဆွဲကင်ပဝင်လာကြခြင်းဖြစ်ပါတယ်။စစ်ဗိုလ်ချုပ်များသည်အရက်ပုံမြလာမိကွက်ဆောင်ဘလူဟာမိကွက်ထဲပြန်တဲ့၍မရတော့သည့်အဖြစ်နဲ့အလားတန်တူနေပြီဖြစ်ပါတယ် ရှေးရှောင်အာနာကိုဆက်၍စုတ်ကင်ထားနိုင်ရန်အတွက်၎င်းတို့၏တခုတည်းသောထွက်ပေါက်သည်ဆက်၍အကြမ်းဖက်နိုင်မှဖြစ်မည်ဟုခံယူထားကြရပြီဖြစ်ပါသည်ပြည်သူတို့၏တရားတော်စစ်မုံချအောင်ရမည်